မင်္ဂလာပါဗျာနော်အဲကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြာတော့နော် ham ဆိုပြီးတော့မသွားရဘူးမလာရဘူးဆိုပြီးတော့တားမြစ်တဲ့စကားလုံးပါနော် ham ပိုင်းဆိုလို့ရှိရင် ham ပိုင်းဆိုလို့ရှိရင်မသွားရ ham ခေါက်ဆိုရင်မဝင်ရ ham กินဆိုရင်မစားရဆိုတဲ့ဒီစကားလုံးပေါ့ဒါဆရာတို့ပို့ပေးထားတဲ့ကြက်ခိုင်းတာတဲ့ဓာတ်ပုံတွေဟာဒီပေါ့နော်အဲတစ်တော့ဆရာတွေအတွက်ကြတော့ကျွန်တော်ဒီမှာတစ်ချက်ရေးပေးမယ်နော်တစ်တော့ဆရာတွေဒီမှာဒီမှာတစ်ချက်ရေးပေးမယ် ဟမ်ဆိုလို့ရှင်ပေါ့နော်ဟမ်ဆိုတာဘယ်လိုမျိုးလုပ်ဆိုကျွန်တော်တို့မြန်မာတွေလို့ပြောရမယ်ဆိုလို့ရှင်တော့တော့ဖတ်မယ်ဆိုတော့ဟမ်လို့ဖတ်ပါလေနော်အဲကျွန်တော်တို့ဒီမြန်မာလို့အတိပယ်ရမယ်ဆိုရင်တော့မဘူးလို့ရတာပေါ့နော်မမဘူးမို့တကယ်တော့မရလို့ဖြစ်နေတယ်ဘာဖြစ်လို့ဆိုတော့ဒီကျွန်တော်တို့ကတုနောက်မှာဘာဘာထည့်မှာလဲပေါ့ဒီဟမ်နောက်မှာကျွန်တော်တို့ကပိုင်းဆိုတဲ့စကားလုံးကိုထည့်မိထားပါတော့ ိုင်းကသွားတာဆိုတော့ပိုင်းကသွားတာဆိုတော့ဟမ်ပိုင်းဆိုပြီးတော့မသွားရဆိုပြီးဖြစ်သွားမှာပေါ့ဟမ်ပိုင်းမသွားရသူကဟမ်ကသားမြစ်တာလေမသွားရတို့မဝင်ရတို့မမစားရတို့မလုံရတို့အဲ့လိုမျိုးနေရာမှာတုံးတာပေါ့ဟမ်ဆိုတဲ့စကားเนาะအဲ့ဆိုရင်ဟမ်အဲ့ဆိုရင်ထုံးစံတိုင်းဟမ်ပိုင်းနဲ့တင်ပြရမယ်ဆိုလို့ရှင်တော့ဟမ်ဆိုတဲ့ကောင်ကိုရှေ့ရထားလိုက်မယ်ဟမ်ဆိုတဲ့ကောင်ရှေ့ရထားမယ်ပြီးလို့ရှင်တကယ်တော့ဟမ်ရှေ့ရအမြဲတမ်းထားတဲ့စကားပါပဲเนาะ ီးရင်သူ့နောက်မှာလှုပ်ရှားတဲ့စကလုံးတွေထည့်မယ်အဲလှုပ်ရှားတဲ့စကလုံးနေရာမှာကျွန်တော်တို့ကပိုင်းဆိုတဲ့သွားတယ်ဆိုတဲ့ကောင်ကိုထည့်လိုက်လို့ရှင်တော့ဟန်ပိုင်းဆိုလို့ရှင်တော့မသွားရလို့ဖြစ်သွားတာပေါ့ဒီနေရာမှာကျွန်တော်တို့ကဟမ်ကင်ဆိုရင်မစားရဟမ်ကြပါဆိုရင်ငါမဖက်ရဟမ်စူပူလီဟမ်စူပူလီဆိုရင်ဆက်လက်မတော့ရဟမ်တခုခုပေါ့ဗျာဆရာတို့ ਨੇ အခြေအနေမှာဘယ်လိုမျိုးနေရာမှာတားမြစ်တာတော့စိုင်းမုတ်တွေပါလေ ဒီကောင်ပိုပြင်းထန်တယ်နော်မသွားရမလာရမစားရဆိုတော့ပိုပြီးတော့ပြင်းထန်ပါတယ်ဒီကောင်ကအထိပ္ပယ်ကကြတော့မနဲ့ရနဲ့ပေါ့နော်တကယ်လို့အဲ့ဒါဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီတိတ်ပြီးတော့နားမထောင်နိုင်ပြီးတော့အချိန်မပေးနိုင်တဲ့ဆရာဓမ္မတွေဆိုရင်ဒီနေ့စာတော့ဒီသလုံးဆိုရင်တော့ပြီနော်နောက်နေ့ကျမှသလုံးတက်မယ်ဒါပေမဲ့ဒီသလုံးကိုတော့ပိုင်ပိုင်နိုင်နိုင်ကြက်ပါပိုင်ပိုင်နိုင်နိုင်ဆိုတာဘယ်လိုလုပ်ဆိုလို့ရှိရင်ဒီရှေ့ကအပိုင်းကစကလုံးတွေကိုလည်းပြန်ပြီးတော့ကျင့်ဒီသလုံးရပြီဆိုတာလည်းအဲ့လိုမဟုတ်ဘူး တလုံးမဲ့ရှေ့ကိုရတော့လာဒီတလုံးကြက်တာဘာကြာမှာတော့ကျွန်တော်ဆရာတို့အခုတင်ပေးရအောင်3မိနစ်မပြည့်ပဲနဲ့ဆရာတို့ကြက်ရင်လည်း3မိနစ်မပြည့်ဘူးဒီတလုံးကဒါပေမဲ့အဲ့ဒါမဟုတ်ဘူးဒီဟာရပြီဆိုရင်နောက်ကဟာမေ့ဆိုရင်တင်တန်းလည်းပြီးနောက်နေ့ဆရာတို့ကြက်ထားတဲ့ညလည်းပြန်မေ့သွားပြီဆိုပြီးပြီပေါ့ဘာမှတုံ့ဆာမရဘူးအဲ့ညာဆရာတို့ကအဆနေဒါကျွန်တော်တို့လည်းနည်းနည်းပြန်နှွေးပြလဲပါအောင်မယ်အဲ့လိုဆိုလို့ရှိရင်နော်ဟိုပထမဆုံးတလုံးကနေပြီးတော့ပြန်ပြီးတော့နှွေးပြမှာပေါ့နည်းနည်းလေးနှွေးပြလိုက်မယ်နော်ကြာတခါရင်ဆရာတို့မေ့လို့ရှိရင် အဲ့ဒါပဲပြဿနာဟိုစာတွေလေ့လာပြီးမရတဲ့ကိစ္စလည်းပြဿနာဒါပဲပထမစကလုံးပေါ့နော်ပထမစကလုံးကကြပ်ဆိုတာမဲဆိုတော့ကြပ်ပိုင်းဆိုလို့ရှိရင်ဒီညမှာကျွန်တော်တို့ကပိုင်းနဲ့ပဲထည့်ပြီးပြောလိုက်မယ်နော်ပိုင်းကသွားတယ်ပေါ့နော်အဲကြကကြတော့မဲပေါ့ကြကကြတော့မဲဆိုတော့ကြပ်ပိုင်းဆိုသွားမယ်ပေါ့အဲ့ပြီးရင်ရာဆိုပြီးကျွန်တော်တင်မိထားတယ်နော်ရာပိုင်းဆိုသွားချင်တယ်ပေါ့ အဲတတိယတလုံးကကျတော့တောင်ပိုင်းဆိုလို့ရှိရင်သွားရမယ်ပေါ့နော်တောင်ပိုင်းဆိုလို့ရှိရင်သွားရမယ်ပေါ့အဲအဲ့ဒါပြီးလို့ရှိရင်တောင်ပိုင်းသွားရမယ်ပြီးလို့ရှိရင်ကျွန်တော်ဖာတင်တာလည်းတော့လုံးဝညာပိုင်းဆိုလို့ရှိရင်မသွားနဲ့ဆိုပြီးတော့တားမြစ်တဲ့စကားပေါ့ရမားမလာနဲ့ရကေမစားနဲ့ဆိုတဲ့တားမြစ်တဲ့ဆိုတဲ့စကားနော်အဲ့လိုမျိုးကအစင်လိုက်သိနေရမယ်ကိုယ်စိတ်ထဲမှာအစင်လိုက်မဟုတ်ဘူးဒီစကားလုံးတွေကိုလုံးဝအလွတ်ရနေရမယ်ကျွန်တော်ပြောသလိုဒီစကားကိုမြင်လိုက်တာနဲ့စိတ်ထဲကနေပိုင်းလို့တခါတည်းဖတ်တတ်အောင်ပေါ့ ။ဘာသာလုံးရုံမြင်ငါတာပိုင်းဥစ္စာနှလုံးပေါင်းပိုင်းဆိုပြီးစက်လုံးမပေါင်းမင်းနဲ့တိလောက်တဲ့အဆင့်ထိရအောင်ဒါတွေကိုကျင့်ထားမှာ။ဒါမှရုပ်တရက်ကိစ္စကြုံပြီဆိုသွားမယ်လို့ပြောရမယ်ကိစ္စမှာချက်ပိုင်း။ဒါမဲ့ကိုကိုနိုင်မယ်လေးထိလိုက်ပေါ့။ဖုံဆိုရင်ဖုံချက်ပိုင်းကျွန်တော်သွားမယ်။ကြော်ကြော်ချက်ပိုင်းကြော်ကြော်သွားမယ်။ကြော်ကြော်ရပိုင်းကြော်ကြော်သွားခြင်းနဲ့ကြော်ကြော်တောင်းပိုင်းကြော်ကြော်သွားရမယ်။ကြော်ကြော်ရပိုင်းကြော်ကြော်မသွားနဲ့အဲ့လိုမျိုးပေါ့။အဲ့လိုတိအောင်လုပ်ရမယ်။အဲ့ဒါပြီးလို့ရှိရင်နောက်ကကျွန်တော်ပါတင်ထားတော့မိုက်ပိုင်းမိုက်ဆိုလို့ရှိရင် မိုက်ပေါ့နော်အာမိုက်ဆိုတာကတော့ညင်းတဲ့စကားပေါ့မိုက်ဆိုတာညင်းတာပေါ့အဲ့ဆိုရင် မိုက်ပိုင်းဆိုမသွားဘူးမိုက်မားဆိုမလာဘူးမိုက်ကင်ဆိုမစားဘူးအဲ့လိုမျိုးဗမာလိုမစားဘူးမသွားဘူးမလာဘူးလို့ပြောရင်ဘယ်လိုနေရာမှာသုံးလဲနော်အဲ့လိုမျိုးအခြေအနေတစ်ခုဖြစ်လာပြီဆိုတာနဲ့ကိုယ့်ရဲ့ဗဇက်ကနေတခါတည်းမိုက်ပိုင်းကိုထွက်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်ကြင်ထားတနစ်တစ်လုံးတင်တယ်ဆိုတာအဲ့ဒါကိုပြောတာဒါတွေကဘယ်ချိန်မှမေးလိုက်မေးလိုက်ရနေရမှာအဲ့လိုမျိုးအခြေအနေဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်နော်အပြင်မိုက်ပိုင်းပြီးကျွန်တော်ပါသိတယ် ပြီးရင်ကျွန်တော်ပြောသေးရဲ့မိုက်ကရိုးရိုးမိုက်မဟုတ်ဘူးမိုက်ဆိုတာညင်းလို့ရတဲ့စကားလုံးဖြစ်တဲ့အတွက်မိုက်ကိုဒီမှာတော့ပေါင်ပြီးတော့မိုက်ရာပိုင်မသွားချင်ဘူးမိုက်တောင်းပိုင်မသွားနဲ့ရာပိုင်တော့သွားချင်တယ်လေမိုက်ရာပိုင်မသွားချင်ဘူးဆိုရင်ဖုံမိုက်ရာပိုင်ကျွန်တော်မသွားချင်ဘူးဖုံမိုက်တောင်းဖုံမိုက်တောင်းပိုင်တော့မရှိဘူးကျွန်တော်မသွားနဲ့လို့တော့မရှိပါဘူးသူများဟုတ်ပဲသားမှာပေါ့အဲ့တော့ကြတော့ဖုံမိုက် sorry တော့ကြော်ကြော်မိုက်တောင်းပိုင်ကြော်ကြော်မသွားနဲ့ပေါ့အဲ့လိုမျိုးကြည့်ဒီမိုက်ကရာနဲ့လည်းတွဲလို့ရတယ်တောင်းနဲ့လည်းတွဲလို့ရတယ် တကယ်တော့ကျွန်တော်ဓာတ်ပုံမှာဆိုတော့တလုံးစီရေးပြထားရတာမြင်အဲ့ဒါကိုတလုံးပြန်တင်နေမယ်ဆိုဆရာတို့အချိန်ကုန်တယ်လေအဲ့လိုမျိုးအဲ့ကြောင့်ကျွန်တော်ကအဲ့ကြောင့်ဒီလိုပဲတင်ပေးတာပေါ့နော်မိုက်ယာပိုင်းမသွားနဲ့မိုက်တောင်းအာ sorry မိုက်ယာပိုင်းမသွားချင်ဘူးမိုက်တောင်းပိုင်းမသွားနဲ့အဲ့လိုမျိုးပေါင်းလို့ရတယ်ပေါ့ဒီမိုက်ကမိုက်ကိုတော့အဲ့လိုလေးတင်ပေးပေါ့နော်ကျွန်တော်စကားတွေအများကြီးပြောရတယ်ဆိုတော့ဗျာတော့ပြလို့အဲ့လိုပြောရတာများတယ်ဆရာတို့နားမလည်နိုင်တဲ့အနေအထားတစ်ခုပေါ့အဲ့လိုမျိုးဒီစကားလုံးတွေကိုဒီလိုမျိုးပြောပြီးဒီနေရာမှာအဲ့လိုအချိန်ကြာကြီးပြောတော့အချင်းအားဖြင့်ရှင်ဘတ်ထဲကိုပို့ပြီးရောက်စီပါတယ် နော်ဟိုတခါကြာလဲဟုတ်ပါတယ်တခါကြာကျွန်တော်ကအဲ့လိုပဲဟိုဆောက်ယူဆိုတော့အေးဟိုဗဇက်တဲ့ရှိတာတွေပြောရင်းပြောရင်းနဲ့ဘာမှမဆိုင်တဲ့အကြောင်းတွေရောက်နေရလဲရှိရအဲ့လိုဆိုလို့ရှင်ဆရာတို့ကျွန်တော်ပြောတယ်ပထမပိုင်းကြည်ပြင်တော်တော့ဆိုအဲ့ဒါအဲ့လောက်ဆိုတော်လိုက်တော့အဲ့ဒါအမှန်ပဲနောက်ပိုင်းကကျွန်တော်ဆောက်ယူထားတော့မှအဲ့လိုလာမှတ်လိုက်နော်ဆရာတို့ပြီးရင်ပြီးမိုက်ပြီးတော့ကျွန်တော်ပါတော့ဆိုတော့အာအစွမ်းနာတော့ဟာပေါ့နော်ဟမ်ဆိုတဲ့စကားတားမြစ်တာပေါ့ကျွန်တော်ကတားတယ်ဆိုလဲတားတဲ့ဟာတွေစုပေးတဲ့တဲ့ပုံပဲပြောရမယ်ဆိုတော့ ham ဆိုတော့ဒီလောက်ပဲရှိသေးရဲ့เนาะကျွန်တော်ရဲ့ဥစား ham ဆိုတော့ကျတော့တားမြစ်တာအဲ့ဆိုရင် ham ပိုင်းဆိုမသွားရ ham မာဆိုမလာရဒါဆိုဆရာတို့သိရမယ်သုံးတယ်ရမယ်ဘယ်လိုညမှန်သုံးမလဲကိုတကယ်လို့ဟိုဒီနားမှာ sign board လေးတစ်ခုရေးပေးပါဆို ham ham jab ဆို ham jab ပါဆိုငါမှဖမ်းရပေါ့ ham ham su ပူလီဆိုဆက်လိုက်မတောက်ရပေါ့အဲအဲ့လိုမျိုးသူတို့ကအဲ့လိုပြောတယ်ဆိုကိုကမြန်မာလိုရေးပြရမယ်ဆိုရေးသက်သွားတာပေါ့ဆက်လိမ့်မတောက်ရအရမ်းမတောက်ရအဲ့လိုမျိုးပုံစံပေါ့เนาะဒါဆိုရင်တိတဝဆရာသမားတွေကရပြီ နော်ဒီနေ့ဒါသလုံးမဲ့တင်သွားတယ်ဒါပေမဲ့ဒီအရှိရာတွေလည်းပိုင်နိုင်နေအောင်လုပ်ထားရမယ်အာပြီးလို့ရှိရင်အဲဒီလောက်ပါပဲနော်အဲဆိုကျွန်တော်နဲ့ကြည့်တဲ့လူတွေကြတော့ကျွန်တော်တို့ကအပြာအလန်ပြောဖို့အတွက်နော်အဲကျွန်တော်ပြောတယ်ဆရာတို့စာကြောင်းတစ်ကြောင်းပြောမယ်ပေါ့နော်စာကြောင်းတစ်ကြောင်းဆိုလို့ရှိရင်ပြည့်စုံတဲ့အဆင့်ဆိုလို့ရှိရင်နော်ဒါကျွန်တော်နဲ့မနေ့ကဒီ zone zone မှာပေါ့နော် zone နေခရင်နေမှာပေါ့ကျွန်တော်တို့မတွေ့ခဲ့တဲ့ဆရာဓမ္မတွေအတွက်ပေါ့နော်အဲသူတို့ကြတော့ဗာဆရာတို့ဓမ္မကြတော့ဗာလောက်ရမှာပေါ့နော် ်ဆရာတို့ရတော့ကျွန်တော်ကနည်းနည်းလေးအပြန်အလှန်ပြောဖို့ဆိုပြီးတော့ဆရာတို့အချိန်ကြီးကြက်ခိုင်းတာလားရှိတယ်လေအချိန်တို့အနည်းအနွန်အနှံ့တို့ဒီဟာလေးဟွာလေးကြက်ခိုင်းတာလားရှိတယ်နော်အဲဆိုရှင်ဒီဆရာအဲ subject နော်စကားစကားတစ်ခုပြောတော့မယ်ဆိုရင် ပြုလုပ်တဲ့လူတွေလာပါတယ်ပြီးလို့ရှိရင်အဲ sorry verse ဆိုတဲ့ဒီမှာလှုပ်ရှားတဲ့ကောင်တွေလာတယ်ပြီးရင် object ဆိုတဲ့ခံရတဲ့လူတွေလာတယ်အရင်ကြည့်ရမှမတူကျွန်တော်အတည်ရေးပြမယ်နော် ျွန်တော်စာကြောင်းတစ်ကြောင်းပြောတော့မယ်ဆိုလို့ရှိရင်ဒီမှာပြုလုပ်တဲ့လူဆိုတဲ့ subject ဆိုတဲ့ဟာတွေပါတယ်ဆရာတို့သိနေရမယ်နော်ကျွန်တော်ရဲ့အာမောပေါ့ကျွန်တော်ကသလုံးတင်တတ်တယ်ဆိုတာပြီးရင်ဒီလှုပ်ရှားတဲ့စကလုံး verse ဆိုတဲ့ကျွန်တော်တို့အခုအခုအရေးအကြီးဆုံးနဲ့ပြောရတာပါဒါပေမဲ့လူများကြောက်လဲဒီနေရာမှာကျွန်တော်ထစ်နေလို့ထင်တယ်ထင်ပါပေါ့အဲ့ဒီအစုကြီးတစ်ခုလုံးလာမယ်ပြီးမှခံရတဲ့လူဆိုတာလာမယ်ပြီးရင်သူ့ရဲ့နောက်မှာလေနေရာတို့ play လို့ခေါ်တဲ့နေရာတို့ time ဆိုတဲ့အချိန်လို့ပါတယ်နော် စကားကောင်းကောင်းပြောရတဲ့အဆင်ရောက်ဖို့ဆိုလို့ရှိရင်ဒီကောင်လေးလူနေဒါတွေအကုန်ပါမှလှုပ်တယ်ဘလို့လှုပ်တာလဲဒီဟောင်းဘလို့လှုပ်တာလဲလှုပ်ရှားတာဆိုတော့ဘလို့ဘလို့လှုပ်ကိုင်းသွားတာလဲဆိုတဲ့ဟာပေါ့နော်ပြီးရင်ဒီမှာခံရတဲ့ဟာခံရတဲ့ဟာကြတော့ခံရတဲ့လူပေါ့အဲဒီမှာစားတယ်ဆိုလဲအစားခံရတဲ့မုံနေပါလေပေါ့ဒီမှာဘသူလှုပ်တာလဲဆိုတဲ့ဟာလေးပေါ့အဲ့ဒါပါမယ်ပြီးရင်လှုပ်ရှားလှုပ်ရှားပုံပါမယ်ပြီးရင်ခံရတာပါမယ်ပြီးလို့ရှိရင်ဒီမှာနေရာဆိုတဲ့ကောင်လိုတယ်နေရာနေရာဆိုတာဘယ်နေရာမှာလှုပ်တာလဲ ပြီးရင်ဘယ်အချိန်မှလောက်တာလဲဒီလိုမျိုးစဉ်နေစကားစကားတစ်ခုပြောဖို့အတွက်ပြည့်စုံတဲ့အစနစ်တကျယူရရလို့ပြောတတ်မယ်ဆိုလို့ရှိရင်ဒါရပြီအဲ့ဒါအမှန်တိုင်းပဲအဲ့လောက်အဲ့လောက်စဉ်နေရင်ဆရာတို့ကြိုက်တဲ့တမရနဲ့လည်းစကားပြောလို့ရပြီဒါပေမဲ့တစ်ခုပဲရှိတယ်ဒီအဲ့ဒါအရောနော်ပိုးမြင့်သွားလို့လားပိုးလွယ်သွားလားဆိုတကယ်ကပိုးလွယ်သွားတာပေါ့နော်တကယ်တကယ်အပြင်မှာတုံးတဲ့ဟာကိုတိသွားပေါ့တစ်ခါတည်းကျရင်အထူးပြုတဲ့ဟာကိုရှေ့ရထားပြီးပြောတာရှိတယ်ဥမာအဲ ကျွန်တော်တို့ကပြောထားတဲ့ဟိုစာအုပ်ဒီယူလာဆိုလို့ရှိရင်အဲစာအုပ်ဆိုတဲ့ခံရတယ်လို့ကဒီအလဲမှာထားရတယ်လို့ပြောထားတယ်ဒါမဲ့အပြင်အပြင်မှာပြောကြလို့ရှိရင်ဒီမှာအပြင်မှာပြောကြမယ်ဆိုလို့ရှိရင်ဒီမှာအဲဒီစာအုပ်ဟိုစာအုပ်ဒီယူလာလို့ရှိရင်အပြင်မှာပြောကြပြီဟေ့ဆိုလို့ရှိရင်ဒီစာအုပ်ကြီးကိုပဲရှေ့ဆုံးထားပြီးပြောလို့ရတယ်အဲ့ဒါကိုဘာတော့ဆိုတော့ဒီရှေ့မှာအထူးပြုတဲ့ဟာကိုထည့်တယ်လို့ပြောတယ်အထူးပြု အဲ့ဒါတခုတည်ရမယ်ကြော်ခွာပြီးတော့ဗောနော်ကျွန်တော်သင်ပေးတာဗောအပြန်အလှန်ပြောမှာဆိုတော့ကျွန်တော်တို့လည်းအချိန်မပေးနိုင်တဲ့ဆရာတွေဆရာမတွေဗောနော်အဲသူတို့အတွက်ဗောစီးအထူးပြုတယ်ဆိုတာအထူးပြုတဲ့ကောင်ကိုရှေ့ရထားပြောလို့ရတယ်လို့မှတ်ထားပြီနော်အထူးပြုတဲ့ကောင်ကရှေ့ပါထားဥမာဒီစာအုပ်ကိုအထူးပြုပြီးဒီစာအုပ်အကြောင်းပြောမှာဆိုလို့ရှိရင်အာဒီစာအုပ်ကလှလိုက်တာအဲ့လိုပြောလို့ရတယ်လှလိုက်တာဒီစာအုပ်လို့မမပြောကြဘူးဗောနော်ပြောလို့မရမကပြောမယ်ဆိုဒီစကားကိုဆင်ပြီးပြောလို့ရတယ်ဒီထဲမှာပဲထည့်ပြီးတော့ဒါမဲ့အထူးပြုတဲ့ကောင်ဆိုရှေ့မှာထားတယ်ဆို ဥမာဒီစာအုပ်ကိုယူသွားဆိုကျွန်တော်ပြောရလေဒီယူသွားတာတွေအရင်ပြောပြီးမှအယူခံရတဲ့စာအုပ်ကိုပြောလို့ပြောထားတယ်မလားဒါမဲ့ပိုးလွယ်တဲ့ဟာကြတော့ဒီကောင်ဒီကောင်ကိုရှေ့မှာထုတ်ပြောလိုက်ဥမာဒီစာအုပ်အကြောင်းပြောမယ်ဆိုစာအုပ်ကိုင်ပြီးစမွတ်နီးပေါ့ဒီစာအုပ်အောင်ပိုင်းစမွတ်နီးအောင်ပိုင်းဒီစာအုပ်ယူသွားဩတကယ်တော့ရတယ်နော် အောင်ပိုင်းစမွတ်နီးလည်းရတယ်ဒီစာအုပ်ကိုယူသွားပါလည်းရတယ်ဒါမဲ့အဲ့ဒါမရတဲ့နေရာလေးတွေလည်းရှိတယ်ဒါမဲ့အကောင်တော့ကတော့အဲ့လိုမျိုးစကားတွေစစ်နေရမှာကျွန်တော်တို့ကရှုပ်တဲ့အတွက် ကိုတို့အခုဘာအကြောင်းပြောမှာလဲဆရာတို့ဘာအကြောင်းပြောမှာလဲဆရာမတို့ဘာအကြောင်းပြောမှာလဲအဲ့ဒီအကြောင်းလေးအဲ့ဒီသူအရေးကြီးတဲ့ပစ္စည်းကိုအရင်ပြောလို့လည်းရတယ်ပြောလို့မရတဲ့နေရာလည်းရှိရတာအပြန်အလှန်ပြောရင်းနဲ့မှရမှာပေါ့မဟုတ်ရင်ကျွန်တော်လေးရှည်တယ်ဆိုပြီးဖြစ်သွားအောင်နော်အဲ့တော့ဆရာတို့ကအထူးပြုတဲ့ပစ္စည်းဆိုလို့ရှိရင်တိစာအုပ်ခိုးယူသွားဆိုစမွန်နီးတို့ပြောချလိုက်စမွန်ဆိုတာစာအုပ်လေးအနီးဆိုတာအဲကျွန်တော်ပြောတယ်နော်ပိုင်ဆိုင်မှုပြတဲ့နေရာမှာယူတရားမှာအင်္ဂလိပ်လို I mean my ဆိုပြီးပြောသုံးကြမလို့ my fansan တို့ဘာလို့လုံးနေကြမလို့နော် ကျွန်တော်တို့ကတခါတည်းဒီပစ္စည်းကိုပြောပြီးလူကိုနောက်ကထားလိုက်အဲဆိုရင်ပကားဖုံကျွန်တော်ပေါ်ပြီးစမုတ်စာအုပ်ဖုံဆိုတာကျွန်တော်စမုတ်ဖုံကျွန်တော်ကျွန်တော်နဲ့ကျွန်တော်ရဲ့စာအုပ်ပေါ့အပြီးတော့စမုတ်အနီးဆိုလို့ရှိရင်အနီးဆိုတာဒီဟာပေါ့စမုတ်ဆိုတာစာအုပ်ပေါ့စမုတ်နီးဆိုရင်ဒီစာအုပ်ပေါ့နော်အဲ့လိုအထူးပြုတဲ့ကောင်ရှေ့ရထားပြောဆိုတော့ကြည့်စမုတ်နီးအောင်ပိုင်းဆိုယူသွားတယ်လေနွန်းဆိုပြီးတင်ထားတယ်လေဇာတ်လို့ကြက်ထားပါဆိုတော့နွန်းပါဟိုဆိုတော့စမုတ်နီးအောင်ပိုင်းနွန်းဆိုရင်ဒီစာအုပ်ကိုဟိုယူသွားလို့ဖြစ်သွားတာ ဆိုဆရာတို့ကြိုက်တဲ့ဟာပြောလို့ရပြီအလွယ်တကူတွေဆိုလို့ရှိရင်အဲ့ဒါကြော်တင်ပြလိုက်တာပေါ့နော်အထူးပြုတဲ့ဟာတွေရှင်းမှန်ထားတယ်တခါတခါတလေဒီအချိန်ကိုအထူးပြုတယ်အချိန်ကိုအထူးပြုပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းအချိန်တော်နီးတော်နီးကြပိုင်းကြပိုင်းရဆရာတို့သိပြီးသားပဲလေတော်နီးဆိုတဲ့အချိန်ကလားတော်နီးကြပိုင်းဆိုရင်အခုသွားမယ်တော်နီးရပိုင်းအခုသွားကျင်တယ်တော်နီးတောင်ပိုင်းဒါဆိုရင်ဆရာတို့မျက်လုံးနဲ့မမြင်မနေလိမ့်မယ်အဓိကတော့ဒီစာကြောင်းကဒီလိုစင်နေဒါမဲ့ကျွန်တော်ကတဆင်ချင်းသွားတာပေါ့ဆရာတို့ကနော်ဒီအစ်စ်မှတင်ဆရာတို့ကမကြော်နေတာ ဒါမဲ့ကျွန်တော်တဘောပေါက်တယ်အဲ့လိုမျိုးဆိုဆရာတို့ကစကားပြောချင်နေပြီဆိုတော့လေနည်းနည်းအပြန်လမ်းပြောချင်နေပြီဆိုတော့ကျွန်တော်ကနည်းနည်းကြော်တင်ပေးတယ်ပေါ့နော်ကြော်တင်တဲ့အချိန်မှာကျွန်တော်ကအရှိကြီးကြော်မတင်မနဲ့နည်းနည်းလေးတဖြည်းဖြည်းချင်းပေါင်းသွားတဲ့တဘောပေါ့နော်ပေါင်းသွားတဲ့အချိန်မှာလေဆရာတို့ကပို့ပြီးခေါင်းရှုပ်သွားစီတာဆရာတို့ကကျွန်တော်တင်တင်ပေးနေတဲ့အဲဖုံဟိုက်လှလှဆိုတော့ကျွန်တော်လှလှကိုပေးတယ်ဖုံဟိုက်မြတ်မြတ်ဆိုကျွန်တော်မြတ်မြတ်ကိုပေးတယ်ဆိုတော့အဲဒီစာကြောင်းအတိုင်းပဲတင်သွားတာဆိုတော့ဆရာတို့ကလွယ်တယ်လေ ကျွန်တော်များများကိုပေးတယ်တပွားတော့ရှေ့ကလူကပေးတယ်လူနောက်ကလူကရတယ်လူအဲ့လိုမျိုးကျွန်တော်တင်တာဆိုတော့ဆရာတို့ကနားလေသေးတယ်เนาะဒါပေမဲ့ဘာနားမလဲတော့ဆိုစေအစွမ်းနာလိုမျိုးကျွန်တော်ကအ мян တင်တဲ့ခါမှာတော်နီးဖုံပိုင်းဆိုရင်ဟာအချိန်ကနောက်မှထားတာလည်းပြောတယ်မလို့ရှေ့ရောက်လာတော့ဆိုတော့အစွမ်းနာအထူးပြုတယ်ဆိုတဲ့ကောင်းလေလာညှိသွားလို့ဒီစာအုပ်ကလည်းအထူးပြုတယ်ဆိုတဲ့ကောင်းလေလာညှိသွားလို့เนาะကျွန်တော်တို့အင်းကျွန်တော်တို့မြန်မာစကားတွေပြောတယ်လို့ကျွန်တော်နာမည်ဒီအဲကျွန်တော်နာမည်ဒီများများဖြစ်ပါဒီအဲကျွန်တော်နာမည်ဒီများများဖြစ်ပါဒီ အတောင်ဥက္ကလာမှာနေပါကြီးဆိုအဲ့လိုလေးမျိုးစာဆိုရင်အဲ့လိုရေးတာလေအပြင်မှာဆိုကျွန်တော်အဲ့လိုပြောတော့ဦးလေအာကျွန်တော်ကတောင်ဥက္ကလာမှာနေတဲ့အတူလိုဆိုပြီးဟုတ်လားကျွန်တော်ကတောင်ဥက္ကလာမှာနေတဲ့ကြော်ကြီးပြဆိုတော့အဲ့လိုပဲပြောတာပေါ့အဲ့လိုပဲအမြန်ပြောရတာပေါ့အဲ့လိုမျိုးပြောတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ကစကားတကယ်တကယ်အပြင်မှာပြောမယ်ဆိုတာအဲ့လားပေါ့နော်အဲ့ဆိုလို့ဆရာတို့တကယ်လို့အချိန်ရမယ်ဆိုလို့ရှင်ကြတော့ကျွန်တော်ရဲ့ဇွန်ကိုလာခဲ့ပေါ့နော်ကြွားခဲ့ကြပါဇွန်အဲ့ဒီ9:55မှာကျွန်တော်တစ်ခါလုတ်ပေးမယ်ပြီးရင်8:55မှာကျွန်တော်ဇွန်တစ်ခါလုတ်မယ် เนาะအဲ့အရာမှာလာပြီးတော့ဒီအဲ့ဒီမှာကြာကျွန်တော်တို့တက်နိုင်တယ်များအပြည့်အလန်ပြောဖို့ပဲသွားကြအောင်အဓိကဆရာတို့တဘောတရားကိုဒီဗီဒီယိုအနေနဲ့ကြည့်ပေးပါเนาะအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအချိန်ဆရာတို့ကြက်ခိုင်းတာလေအချိန်နဲ့နည်းနည်းလေးပြောပေးမယ်เนาะကျွန်တော်မကြောင်အမြန်ကြီးပြောနေရတော့ဆိုတော့ဒီနေ့ဒီမှာကျွန်တော်အလုပ်သွားရတော့မှာတော်လုံးဝအချိန်မရဘူးဆရာတို့တွေကကျွန်တော်လေရှိတယ်လို့ပြောရတာကျွန်တော်ကပို့ပြီးတော့ပို့ပြန်ကျင်တာပေါ့တကယ်လို့ဆိုကျွန်တော်ကသူများကြီးလိုပဲတင်တာအကောင်းဆုံးပါပဲဒီကဟိုဟမ်ပိုင်မသွားရပြီးပြီလေဘယ်နှစ်စက္ကန့်ကြာတော့ စံဟာစကန်လောက်ပဲကြာတယ်ဟမ်ပိုင်မသွားရပြီးပြီဒီနေ့တင်တဲ့စကားလုံးကဟမ်ပိုင်အဲ့ဒါဆိုရပြီပေါ့ဒါပေမဲ့ဟိုအဲ့လိုမျိုးဆိုလို့ရှိရင်နည်းနည်းအတင်းနဲ့လဲပြီးဘာမှလည်းမရတော့ဆိုရဲလူတွေလိုပဲဖြစ်သွားမှာဆိုလို့ကျွန်တော်ကအဲ့ဒီလူမျိုးမဖြစ်အောင်တင်တဲ့လူပါဆိုအဲ့လိုမျိုးနီးကိုပြန်ဆွဲတင်နေတယ်လို့ဖြစ်မှကြလို့ဒါပြန်ရှင်းပြတာဒီမှာကြာပိုင်ဆိုရင်ကြာပိုင်ကျွန်တော်တင်စားတော့ရှိသွားပြီเนาะကြာပိုင်သွားမယ်ရပိုင်သွားခြင်းနဲ့တောင်ပိုင်သွားရမယ်ရပိုင်မသွားနဲ့ မိုက်ပိုင်မသွားဘူးဟန်ပိုင်ဟန်ပိုင်ဆိုမသွားရဘူးမသွားရဘူးအဲ့ဒါကိုအချိန်ထဲမယ်ဆိုရင်အစလာတုန်းကအချိန်ရှိမှထားပြောရဲဆိုတော့တော်နီးတော်နီးကြပိုင်အခုသွားမယ်အဲ့ဒါမှလူလေးပါထည့်နေဆိုရင်ဒီကမှတော်နီးရဲ့အပြင်ပေါ့ time ဆိုကောင်ရှိမှထည့်တာနော်ဒါတော့အထူးပြုလို့ရှိမှထည့်တယ်လို့မှတ်လိုက်ပေါ့နော်ตอนนี้ဆိုတဲ့ဟာကိုအခုထည့်လိုက်မယ်ตอนนี้ဆိုတော့အခုလေအချိန်ဆိုတော့ตอนนี้อยากไปအခုသွားခြင်းနဲ့အဲ့ဒါဥမာမရဘူးအချိန်ကိုနောက်ကပဲထားပြောခြင်းနဲ့ဆိုလဲရတယ်ဟိုဒီ ူရကျွန်တော်တင်ပြထားတဲ့စာကြောင်းတွေအတိုင်းပုံသင်ဤတိုင်းဆိုရင်ຢာပိုင်းတော်နီးအခုသွားချင်းတယ်အတူတူပဲတော်နီးຢာပိုင်းအခုသွားမယ်ຢာပိုင်းတော်နီးအခုသွားအခုသွားချင်းတယ်ဒီကောင်လည်းတော်နီးຢာပိုင်းဆိုလည်းအခုသွားချင်းတယ်ပဲလေတော်နီးချက်ပိုင်းအခုသွားမယ်ချက်ပိုင်းတော်နီးအခုသွားမယ်အတူတူပဲဒါမဲ့ဟိုဒါကလူမပါသေးလို့ပေါ့လူလေးတယောက်ထက်ထည့်အောင်မယ်ဆိုလို့ရှိရင်ဒီဒီကောင်လေးအရှိမလူထည့်တယ်လေ subject လောက်တဲ့လူဆိုတဲ့ကောင်ကထည့်တယ်ဆိုတော့ဒီ subject ဆိုတဲ့ကောင်ကြီးကောက်ထည့်လိုက်အောင်မယ်ဆိုတော့ ตอนนี้ผมสุดยอดแทบบอกตอนนี้ตอนนี้ผมจะไปจะนอนคุ้ตัวเมตอนนี้ผมอยากไปจะนอนคุ้ตัวเจเน่ตอนนี้ผมต้องไปจะนอนคุ้ตัวมายาเราแม่จะนอนคุ้ตัวเมตอนนี้ผมถ่าเราไม่ชิวกูกูกูเปลี่ยนไปหรอกตอนนี้ผมอยากไปอยากไปสุดยอดไม่ชิวคุ้จะนอนมันตัวแน่นอนสุดยอดเราไม่ชิวแต่คู่เราชิวเลยโหเชนนี่ไอ้ยากกูตั้งใจพี่พีกูเย่เสียธรรมะลูเดียวยุ่ยเชนนี่เลยเอ็นาะมีตัวเราะมีตัวเราโอ้ก็ว่าเราเนี่ยนี่จะมาตัว အဲဟိုကောင်ကမနေ့ပြန်ဟိုသွားမယ်ဆိုလို့ရှိရင်အဲအခုသွားမယ်အခုသွားမယ်လူတွေကတော့ဆိုပြီးတော့အဲအဲ့လိုဆိုလို့ရှိရင်အဲကျွန်တော်အခုမသွားခိုင်းနေတော့ဆိုတဲ့ခါတော့ပြောလို့ရတယ်တော့တော့နီးတကယ်တော့အဲ့လိုတော့မပြောပါဘူး high phone လို့ပြောတာဆိုတော့ high phone ရဟမ် high phone ပိုင်တာမဟုတ်ရ high phone ပိုင်တာဆိုလို့အဲ့လိုပြောတာများပါတယ်အဲ့ဒီအစင်မရောက်သေးဘူးစဉ်းစားမနေဘူးအဲ့လိုတော့ပြောလို့ရတယ်ပေါ့တခါကြရင်အဲ့လိုမျိုးအဲ့လိုမျိုးတွေပါတန်တရားဝင်နေမှာဆိုလို့သူများပြောပြီးတော့ကြားတော့အဲ့ဆိုရင်ဒီမှာမိုက်ပေါ့နော် ็สุดผมไม่ไปจะนอนมันตัวเอาตอนนี้ผมไม่ไปจะนอนเอาคุณมันตัวเอาตอนนี้เชนเทมันสุดเลยตอนนี้เสียมาเช้าเราใจอยากแทบบอกพรุ่งนี้สุดเลยเช้ารู้ถ้บผมไปทาราอะไรอย่างอะไรอย่างเชิงเนีอยกงแทบบอกพรุ่งนี้ผมอยากไปมาในแผนจะนอนว่าอย่างไรพรุ่งนี้ผมต้องไปมาในแผนจะนอนตัวยามไหมพรุ่งนี้ผมจะไปมาในแผนจะนอนตัวไหมพรุ่งนี้ไม่ผมผมไม่ไปมาในแผนจะนอนมาตัวเอาถ้าดิผมสุดเลยเนียมาบามันสุดแทบว่าแต่คู่บีแต่คู่ลาลาเราเมียเมอยเราโจโจเราโซโซเราแทบใจได้ไหมแทบเพียวตัว เนาะအဲဆိုရင်အချိန်ရမယ်ထင်ပါတယ်เนาะအဲ့တော့ဥမာနောက်က object ဆိုတဲ့ဟာတင်ထားတဲ့လူတွေဆိုလို့ရှိရင် object တွေထည့်ပြောပေါ့စားခြင်းနဲ့ဆိုရင်အမ်တော်နီဖုံရာကင်း KFC ဆိုပြီးတော့ KFC ဆိုတဲ့စားခံရတဲ့ object ကိုဒီမှာထည့်ပြောပေါ့အဲ့လိုရတာပေါ့တခါနေရာတွေကြက်ပြီးလာမသိဘူးနေရာတွေအဲ့လိုမကြက်ရသေးတဲ့ဘစ်စီတို့ပါတို့ပေါ့နေရာလည်းနောက်မှထားပြောတာဆိုတော့တော်နီဖုံ จะจะไปตอนนี้ผมจะไปเนียร์ธุรกิจพิเศษตอนนี้ผมจะไปเซเว่นเลเว่นบอสเซเว่นบอสดูว่าเราทำไมจะต้องมีมาเรียเซเว่นเลเว่นหรือเซเว่นเลเว่นบอสทำไมเซเว่นหรือเซเว่นบอสตอนนี้ผมอยากไปเซเว่นจะนอนคุณเซเว่นว่าจะแน่อาบินทีเนียรมาจะรอตอนนี้ผมต้องผมต้องไปเซเว่นจะนอนเซเว่นตัวมายาไหมตอนนี้ผมอ่ตอนนี้ผมถ้าเราไม่ชิวเนาะกูอ่านกูเซเว่นมาตัววันนี้รูปยี่นเพื่ออะไรจ้ะรอไม่ชิวส่วนชิเลชิเดเนาะ မရရအောင်ပြောလို့ရတဲ့နေရှိတယ်ဒါကြော်ခဲလိုက်တာအိုးနောက်စားတယ်အပြင်တော်နီးဖုံမိုက်ပိုင်းပေါ့ဖုံဆိုညမှာကျွန်တော်ဆိုတဲ့ဟာလေးတော့ထည့်ပြောမှာပေါ့နော်တော်နီးဖုံမိုက်ပိုင်းကျွန်တော်အချိန်ရနေနေလို့ပေါ့နော်တော်နီးတော်နီးဖုံမိုက်ပိုင်းဆယ်ဝင်းဆိုလို့ရှိရင်အဲ့ဒါနေရနေရပေါ့မိခံရတဲ့လူနေရမှာဒီနေရနေရကိုကြော်လိုက်တာပေါ့နော်ဆယ်ဝင်းနော်ဆယ်ဝင်းဆိုလို့ရှိရင်ကျွန်တော်ဆယ်ပန်းအလဲပန်းကိုပြောတယ်ပေါ့ဗျာအဲ့လိုမှတ်လိုက်ပေါ့ ဒီမှာ object ဆိုတဲ့ခံရတဲ့လူနေရာမှာကျွန်တော်တို့ o ပေါ်တော့ဒါရေး o ဆိုတဲ့အဲ့ဒီခံရတဲ့နေရာမှာခံရတဲ့ဟာထဲ့ပေါ့ပါထဲ့မှာဒီမှာသွားတာဆိုတော့ထဲ့လို့မရဘူးပေါ့သွားတယ်ဆိုတော့ကျွန်တော်ပန်းဒီကိုသွားတယ်လို့မှမရတာစားတယ်ဆိုမှလာကျွန်တော်ပန်းဒီကိုစားတယ်ဖုံတော်နီးဖုံရာကင်ဆိုတော့ရမှာပေါ့ရာကင် apple ဆိုရင်ဒီမှာပန်းဒီဆိုတဲ့ခံရတဲ့လူနေရာထဲ့မှာပေါ့ပန်းရည်ဖြစ်ကုန်ပြီခံရတာကျွန်တော်လည်းအချိန်ရမနေဘူးလူနေရပါတယ်လူနေလို့အခုမနေ့အစောကြီးထားတင်နေရတာပေါ့ပြောရမယ်ဆိုပြီးရင်ဓာတ်ပုံနဲ့ကျွန်တော်စနေကြတင်နေကြပါပဲဒါမဲ့ အဲ့လိုမျိုးပုံပြောနေဖို့ကျွန်တော်အချိန်အချိန်မရဘူးပေါ့နော်လူတွေကအဲ့အဲ့ဒါအကြောင်းမလို့ပါပဲဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ်နော်ဒီ ठी ကိုရအောင်လုပ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ဇွန်နဲ့အပြန်အလှန်ပြောချမယ်ပေါ့နော်ဒါဒါတွေကဆရာတို့မနေ့ကဇွန်ဘယ်နှယောက်လာတယ်ဆိုတာဘာညာပေါ့အဲ့လိုမျိုးကျွန်တော်ကလုပ်ထားတာပေါ့နော်ဆရာတို့တွေအချိန်မရဘူးဆိုလို့ရှိရင်ရတယ်ကြိုက်တဲ့အချိန်မှာလာခဲ့ဘယ်ဆရာရောက်လာရင်ဘယ်လိုမျိုးကျွန်တော်တင်ရမယ်ဆိုတာကျွန်တော်သိတယ်နော်ပြီးမှတကယ်လို့ ဒီနောက်ကျနေတဲ့လူဆိုလို့ရှိရင်အဲ့ဒါပေါ့ကျွန်တော်ကခဏခဏခေါ်လာတယ်ပေါ့ဗီဒီယိုခေါ်တယ်ခဏခဏခေါ်လာတယ်ဆိုတာဆရာတို့ကသူများနဲ့မတူလေသူများနဲ့မတူဘဲနဲ့ဆရာတို့ကနောက်ကျနေတော့ဆရာတို့ပို့ပြီးအချိန်ပေးရမှာလေเนาะအဲ့လိုမျိုးကြောင့်ဆရာကျွန်တော်တို့ဆရာကိုခဏခဏခဏခေါ်တဲ့သဘောပါပဲเนาะဒါပေမဲ့မရဘူးရတယ်ကိစ္စမရှိဘူးတကယ်လို့ဆရာတို့ဒီအရန်ကိုနောက်ကျနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အားတဲ့အချိန်ကျမှကျွန်တော်ဒီလိုမျိုးရောက်တော့အောင်တင်တာမြန်မြန်ပါလေဘာမှအမြန်တင်ပေးလို့လည်းရပါတယ်ကျွန်တော်မှအဲ့လိုမျိုးအမြန်လည်းတင်သားပါတယ်တကယ်တမ်းကတော့ ဒါပေမဲ့အဲ့လိုအမြန်တင်လို့ရှိရင်အမြန်မေ့သွားတာပေါ့ကျွန်တော်တို့ကမမေ့ဖို့အတွက်တင်တာလေမမေ့ဖို့အတွက်အပြန်အလှန်ပြောမယ်ဆိုပြီးကျွန်တော်စီလာတာဆိုတော့ဖြည်းဖြည်းပဲသွားတဲ့တဘောပေါ့နော်ဘာလို့ဆိုတော့ရှေ့မတက်ချင်နေပါစေຢာပြီးသားအလုံးကိုမေ့ပြလို့မရဘူးအဲ့ဒီစနေနဲ့သွားတာနော်အေးဟိုအဲ့ဒီချိုအချိန်မပေးနိုင်တဲ့ဆရာသမားကြီးကတော့မကြည့်နဲ့ပေါ့နော်ဒါဒီကဒီလိုမျိုးကျွန်တော်ပြောနေရဆိုမကြည့်နဲ့ဆရာတို့ကပထမတစ်လုံးကြည့်ပြင်ရပြီတနည်းနဲ့မပြေဘူးဒီနေ့တင်မဲ့စကလုံးကတော့နော်မင်္ဂလာပါဗျာဆိုတဲ့နေရာကိုကြည့်မင်္ဂလာပါဗျာကျွန်တော်ရဲ့ဒီဗီဒီယိုမှာတော့ နော် ham ဆိုတဲ့စကားလုံးဖြစ်ပါတယ် ham ဆိုတာ verb ရဲ့ရှေ့မှာထားတယ် ham ဆိုတာတားမြစ်တဲ့စကားလုံးဖြစ်တယ် ham ပိုင်းဆိုရင်မသွားရဘူး ham မှာဆိုရင်မလာရဘူးပြီးပြီဒါဆရာတို့အဲ့တမင်းနဲ့မှာနေလေ့လို့ရပြီပေါ့အဲ့ဒါအတူတူပဲနောက်နေ့မှာနောက်တစ်လုံးတင်အောင်မှာပဲနော်ဒါကြတော့အချိန်ပေးနိုင်တဲ့လူတွေတော့ပေါ့အချိန်ပေးနိုင်တဲ့လူတွေဆိုတာတချို့ကြတော့အလုပ်ထဲမှာနှစ်ချက်တက်ရင်လည်းနားထောင်နေဆိုရင်အဲ့လိုလူတွေအတွက်ပေါ့နော်အဲဆိုရင်ကျွန်တော်ပြိတ်လိုက်မယ်နော်ကျွန်တော်လည်းဒီမှာအလုပ်သွားရဖို့10မိနစ်ပဲလိုတော့လေဒါကျွန်တော်ဥပစာတွေလဲရမယ်အဲ့လိုမျိုးပေါ့ လူတိုင်းမှာအခက်အခဲရှိတယ်လို့ကမှတ်ထားပေးပါနော်လူတိုင်းကအခက်အခဲရှိတယ်အဲ့လိုလားမှတ်လိုက်အဲ့ဆိုရင် down down ဆိုရင်ဘဝမှာနေတတ်သွားတာမှာပေါ့အဆင်ပြေသွားတာပေါ့ဘဝမှာနေရတာ